ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာရခတ်တတော်အေးအေးထိန်းချုပ်ထားတဲ့နေမြေတချို့ကိုစစ်ကောင်စီကအင်အားလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရေးအခြေအနေကိုသိရှိသူတွေကပြောပါရယ်ကြောက်ဖြူအမှတ်32ရဲတပ်ရင်းနာကပြိုင်းစစ်ကိကြီးဝါနဲ့ကတ်တပြေကြီးဝါတို့ကိုစစ်ကောင်စီကဒရုန်းလက်နက်ကြီးလိုနဲ့ပစ်ကူပေးပြီးမြေပြင်ကနေလည်းကြီးတက်တဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါစီရေးအခြေအနေကိုသိသူတယောက်ပြောတာကတော့ကြောက်ဖြူအခြေအနေကရှုပ်ထွေးမှုရှိတယ်ဗျထိုးစစ်ကတော့သူထိုးလိုက်ကိုထိုးလိုက်ပဲ အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီကဒီရက်ပိုင်းမှာပြန်ပြီးတော့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာတွေရှိတယ်။အထူးသဖြင့်ပြိုင်းစိတ်ကရွာနဲ့ကက်သပြေရွာကိုစစ်ကောင်စီကဒရုန်းနဲ့ရေတပ်သင်းမော်တွေကပစ်ကူပေးပြီးမြေပြင်စစ်ကြောင်းပြန်ထိုးလာတာတွေရှိတယ်။စစ်အခြေအနေကပြင်းထန်နေပြီးတော့ရှေတိုးနောက်ဆုတ်ဖြစ်နေကြတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီကကြောက်ဖြူမျိုးခြေဆိုင်တဲ့တရင်တွေကိုဇွန်လအတွင်းမှာရေကြောင်းကတစ်ဆင့်အင်အားထောင်နဲ့ချီပို့ဆောင်ထားပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့အမှတ်30ရဲ့တရင်နဲ့ ်တညဝရီရေတက်ဌာနချုပ်တို့စီကိုအဓိကပို့ထားတာလို့သိရပါဗျ။အေးဟာလက်ရှိမှာအမှတ်30နဲ့ရေတက်ရင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်းအစစ်မြင့် drone တွေနဲ့တိုက်ခိုက်လာနေတယ်လို့စစ်ရေးသတင်းမြစ်တွေကိုသိရှိသူတွေကပြောပါဗျ။ကြောက်ဖြူမျိုးပေါ်မှာတော့စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီးမျိုးပေါ်မှာလည်းစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြောက်ဖြူမျိုးကံအမျိုးသမီးတူကလည်းပြောပါဗျ။ကြောက်ဖြူမှာကတော့တိုက်ပွဲတွေပြင်းထန်လာတဲ့မေလာကလေးကစစ်ကောင်စီကမျိုးရင်းလုံခြုံရေးကိုအတော်လေးကိုတင်းကျပ်ထားတာ ြို့အဝင်အထွက်လုံးဝလုပ်လို့မရတော့ဘူးမြို့ထဲမှာစားတောက်ကုန်တွေကလည်းပြတ်တောက်လို့နေပါပဲကုန်စည်နှုန်းတွေကလည်းမြင့်တက်နေတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်ကျောက်ပြူမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီရဲ့ဗမှုချုပ်အဆင့်အပါအဝင်ဗျူဟာမှုနဲ့အရာရှိတချို့တေဆုံးခဲ့ပြီးဒုတိယဗမှုကြီးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားကိုလည်းအေအေကဖမ်းဆီးရမိထားပါတယ်ငလျင်၃လပြည့်တော်လဲအကူအညီများများစွာလိုအပ်နေတဲ့အကြောင်းကိုဆက်ပြီးဖော်ပြပေးပါမယ် လူပေါင်းထောင်ချီတည်ဆုံခဲ့တဲ့သကိုင်းကလင်ကြီးလှုပ်ခတ်ခဲ့တာ၃လပြည့်သွားပြီမဲ့မန္တလေးမြို့မှာငလျင်တန်းသင်းအဆောက်အုံတွေဖြိုဖျက်လို့မပြီးသေးသလိုသကိုင်းတိုင်းမှာတော့အကူအညီတွေအများကြီးလိုအပ်နေတုန်းဖြစ်ပါတယ်။အင်အားရစ်တာစကေး9.8အဆင့်ငလျင်ကြီးရဲ့တန်းကြောင်ထိခိုက်တည်ဆုံတာများခဲ့တဲ့မန္တလေးမြို့မှာပြန်လဲထူထောင်ရေးကို30ရာခိုင်နှုန်းကျော်လောက်ပဲလုပ်နိုင်သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။မန္တလေးဒေသခံလူငယ်တယောက်ကတော့၃လကျော်မှတော့ပြန်လဲထူထောင်ရေးဆိုရင်35 40ရာခိုင်နှုန်းလောက်ပဲတွေ့ရတယ်။ ဒါတော့မှအစိုးရဌာနမဟုတ်တဲ့တခြားသောအရက်ဖက်အဖွဲ့အစည်းတွေကလုပ်နေတဲ့ထူထောင်ရေးပေါ့နော်။အဓိကကတော့အစိုးရအနေနဲ့ဆိုရင်ကန့်တွေမရှိတော့ဘူး။ကန့်တွေဖြုတ်ထုတ်လိုက်တာရှိတယ်။အဲ့ဒီလူတွေကတခြားနေရာတွေမှာတွားရောက်နေထိုင်ရတာတွေရှိတယ်ပေါ့။တချို့သောလုပ်ငန်းရှင်တွေဆိုရင်လည်းမဖြိုရသေးတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတာကိုတွေ့ရတယ်လို့ပြောပါရယ်။ငလျင်ကျောက်ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တဲ့နောက်ထပ်ဒေသတစ်ခုဖြစ်တဲ့စကိုင်းတိုင်းမှာဆိုရင်လည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်စင်ရေးတံတွေကိုထိခိုက်ခံစားခဲ့ရပါရယ်။ စကိုင်းတိုင်းဒေသတပိတ်အင်အားစုဝင်ကိုရွှေဝင်းအောင်ကငလင်းကိစ္စမှာစစ်ကောင်စီရဲ့ပျောကကြောင့်တေဆုံးခဲ့ရပုံကိုလည်းပြောပြခြင်းပါသေးတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာလေးတန်းကြားတာနဲ့စိတ်တန်ရရနေပြီးသားဖြစ်ပါတယ်။ငလင်းလောက်တဲ့အချိန်မှာသူတို့ထင်ပြီးတွေးမိတာကငလင်းလောက်တာလို့မထင်ပဲလေရင်လာနေတဲ့ထင်ပြီးပုံခိုတာနဲ့အကာအကွယ်ယူတာတွေလုံးမိပြီးလူမမဲကလေးငယ်လေးဖခင်တူကိုတစ်ပင်ပြီးလို့တေဆုံးခဲ့ရတာတွေဖြစ်ခဲ့ပါတယ်။ဒါကဘာကိုပြနေတယ်လဲဆိုတော့ စစ်ကောင်စီရဲ့ပြောကားကြောင့်မတည်တဲ့ပြည်သူတွေတေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ဆိုပါတယ်။ငလင်းတန်းခံခဲ့ရတဲ့စကိုင်းမျိုးကဒေသခံတွေအပြင်တော်လိုင်းနေမြေတွေကစစ်ဘေးရှောင်ဒေသခံတွေဟာအကူအညီတွေအများကြီးလိုအပ်နေပြီးလက်ရှိမိုးရင်းကာလမှာပိုပြီးဒုက္ခရောက်လို့တန်းနိုင်သမျှကူညီပေးကြဖို့လည်းသူကဆိုပါတယ်။ငလင်းတန်းကိုထိခိုက်ခံစားခဲ့ရတဲ့အင်းလေးဒေသမှာဆိုရင်လည်းပြုတ်ပြတ်သွားတဲ့အိမ်တွေလက်ရှိချိန်ထိပြန်ဆောက်လို့မပြီးသေးသလိုဒီဇွန်လထဲမှာပဲမိုးများပြီးရေတွေတက်လာခဲ့တဲ့အတွက်ဒေသခံတွေစိုးရိမ်ပူပန်ခဲ့ကြရပါသေးတယ်။ ဗလီတန်ခံခဲ့ရတဲ့ပြည်သူတွေဟာစိတ်ပိုင်းဆံရတွေထိခိုက်ခဲ့ရသလိုလက်ရှိကုံစည်းနှုံကြောင့်လက်အိမ်ဆုံးရှုံးသွားခဲ့သူတွေဟာပြန်မဆောက်နိုင်ကြဘူးလို့ငလင်းပေးတန်ခံခဲ့ရသူတွေကပြောပါတယ်။မန္တလေးဒေသခံတယောက်ပြောပြထားတာကတော့အကောင်လုံးကကိုဝါကိုကိုးနေရတယ်ဆိုတော့ရှေ့လျှောက်လဲကိုဝါကိုကိုးနေရတယ်။ကျန်တဲ့ဟာကဘသူမှလည်းအားကိုးလို့မရဘူး။ဘဲကမှလည်းလာကူမှမဟုတ်ဘူး။ဒီလိုပဲဒုက္ခခံပြီးတော့ကို့အနာဂတ်ကိုစောက်ပြီးတော့အနာဂတ်လည်းမရှိတော့ဘူး။ဘာကိုမျှော်လင့်လို့မျှော်လင့်ရမှန်းလည်းမသိဘူး။အိမ်ဆောက်ဖို့ကလည်းကုံစည်းနှုံးကကြီး လိုအပ်တဲ့ပစ္စည်းတွေမရငလျင်ကားစတိုက်လို့အခြေအနေတွေက စီးပွားရေးကြက်တဲတာတွေရောဂုံစင်းနှုံးကြီးတာတွေရောနိုင်ငံရေးမတည်ငြိမ်တာရောဆိုတော့တော်တော်ဆိုးတဲ့အခြေအနေပါပြောပြလို့ကိုမတတ်အောင်ပဲတော်တော်အနာဂတ်ပျောက်သွားတယ်လို့ပြောဆိုထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေထုံတန်းယာတုမနှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြခဲ့ကြတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ထိုင်းဝန်ကြီးချုပ်ဖေထုံတန်းရှင်နာဝက်ရဲ့အဆိုအရဟာကမ်ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်နိမိတ်အရေးနဲ့ပတ်သက်ပြီးပြည်သူတွေရဲ့ဒေါသမြင့်တက်လာမှုနဲ့ရင်ဆိုင်နေရချိန်မှာ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာယာနဲ့ချီတဲ့ဆန္ဒပြသူတွေဟာဇော်လ28ရက်ကဝင်းကြီးချုပ်ယာတို့ကနေနှုတ်ထွက်ပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။2023ခုနှစ်မှာဖွေထိုင်းပါတီအာဏာရလာပြီးနောက်ပိုင်းအကြီးမားဆုံးအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲလည်းဖြစ်ပြီးဒီဆန္ဒပြပွဲဟာရိုးရွင်းနေတဲ့စီးပွားရေးကိုပြန်လည်ရှင်သန်ဖို့နဲ့ပြိုကွဲလွယ်တဲ့အစိုးရညွန်ပေါင်းအဖွဲ့ကိုတစုတစည်းတည်းထိန်းသိမ်းထားနိုင်ဖို့ကြိုးပမ်းနေတဲ့ အသက်38နှစ်ရှိဝင်းကြီးချုပ်ပေထုံတန်းအပေါ်လာမဲလာမှာအယုံကြည်မရှိမဲပေးမှုမတိုင်ခင်မှာဖိအားတွေတိုးလာနေပါတယ်။ဒီဆန္ဒပြပွဲကို United Force of the Land အမည်ရှိအမျိုးသားကြီးလှုပ်ရှားမှုတက်ကြွသူတွေအများဆုံးပါဝင်တဲ့ညွန်ပေါင်းဖွဲ့ကစီစဉ်တာဖြစ်ပြီးဆန္ဒပြသူတွေဟာလူစီကားတဲ့လမ်းစုံမှာရှိတဲ့စစ်ပွဲအထိမ်းအမှတ်အောင်ပွဲရအမှတ်တရနေရာတွေမှာအလံတွေကိုဝှေ့ရမ်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ United Force of the Land အဖွဲ့ဟာ ုံခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းရှင်နာဝက်ရဲ့ကျောတော်နောက်ခံပြုအစိုးရတွေကိုစန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ညွန်ပေါင်းအဖွဲ့လည်းဖြစ်ပါတယ်။အရင်ဆန္ဒပြပွဲတွေဟာအစိုးရတွေပြုတ်ကျသွားတဲ့ဓာတ်ရိုက်အကြောင်းရင်းမဖြစ်ခဲ့ပေမဲ့2006ခုနှစ်နဲ့2014ခုနှစ်တို့မှာတရားစီရင်ရေးဆိုင်ရာဝင်ရောက်ဆက်ဖက်မှုတွေနဲ့စစ်တပ်အာဏာသိမ်းမှုတို့ကိုဖြစ်ပေါ်စေတဲ့ဖိအားတွေဖြစ်လာခဲ့ပါတယ်။မန္တလေးတိုင်းမန္တလေးမြို့ရှိအိုးဘိုကျင်းထောင်မှာ2025ခုနှစ်ကစလို့6လတာကာလအတွင်းနိုင်ငံရေးအကျဉ်းသား96ဦးတည်ဆုံခဲ့ပြီး နိုင်ကျင်းသေးဆုံးမှုအများဆုံးထောင်တစ်ခုဖြစ်လာတယ်လို့ဇွန်လ29ရက်နေ့ကမြမချင်းထောင်တက်တဲ့မြမပီဆုံဝက်နက်ဆွဲက ထုတ်ပြန်ထားပါတယ်။သေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားများအနက်အယောက်90မှာပြည်ထောင်နယ်စကိုင်းကလေးရဲ့အတွင်အကျဉ်းထောင်တာဝန်ရှိသူများရဲ့အားနည်းချက်ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကာကြံ6ရောက်မှာစေဝါကူတာကွင့်လုံလောက်စွာမရရှိခြင်းကြောင့်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ပို့ဖို့ထောင်မှာမန္တလေးတိုင်းလွှတ်တော်ဥက္ကရာဦးအောင်ကျော်ဦး69နှစ်မှာ ပန်းနာရင်ကျက်ယောဂနဲ့နှလုံးအမောဖောက်ခြင်းတွေကြောင့်တည်ဆုံးခဲ့ရတယ်လို့ဆိုပါရယ်။အိုးဘိုထောင်ကနိုင်ချင်းအများဆုံးတည်ဆုံးတဲ့ထောင်ဖြစ်နေပါရယ်။ဇေဝကုသမှုလုံလောက်စွာမရရှိတဲ့အတွက်ကြောင့်မကြာခဏဆိုသလိုနိုင်ချင်းတည်ဆုံးခဲ့တာဖြစ်ပါရယ်။အကျဲထောင်ထဲမှာရှိတဲ့ဆရာဝန်တွေနဲ့တာဝန်ခံတွေကိုယ်တိုင်ကပို့ဆတာလဲပါတာပေါ့။အချင်းတို့အချင်းသားတွေထဲမှာအရေးပေါ်လူနာဖြစ်လာပြီဆိုရင်တောင်ပြည်ပစယုံကိုထပ်ပြီးဇေကုသခွင့်ရဖို့ကိုအရန်ကြံ့ကြတယ်လို့ MPW ဒုပြန်ကြားရေးတာဝန်ခံမတ်ဆူးငယ်ကပြောပြထားတာဖြစ်ပါတယ်။ပြည်ပစေယုံမြန်မာစေကူတာခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာဆစ်စင်တို့အချိန်ကြာမြင့်စွာတင်ပြရပြီးထောင်တွင်းစေဝါ၃ဆွဲခွင့်ကတ်သက်ချက်များစွာလည်းရှိနေတဲ့အတွက်နိုင်ငံရေးအခြေသားများမှာမိမိတို့နဲ့သက်ဆိုင်တဲ့ယောဂဝေဒနာတွေအတွက်မှန်ကန်တဲ့စေဝါ၃ဆွဲခွင့်မရရှိတာကြောင့်ယောဂအခန်းရှိသူတွေနဲ့အသက်အရွယ်ကြီးရနေသူများတည်ဆုံးမှုဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်ယခုလိုအိုးဘူထောင်မှာနိုင်ငံရေးအကျဉ်းသားများတည်ဆုံးမှုဖြစ်စဉ်များအတွင်အဓိကတာဝန်ရှိသူတွေကဆေးရုံကျဆရာဝန်များဖြစ်တဲ့ဆေးရုံအိုးဦးမိုဟိန်ဦးစီးအစင်းဖြစ်တဲ့ဒေါက်တာတထုံးဦးနဲ့ဒေါက်တာနေလင်းအောင် ထောင်အနာပိုင်များဖြစ်တဲ့ဦးသိန်းစောမောင်ထောင်ပိုင်လေးဦးစန်းလွင်တို့ဖြစ်တယ်လို့မြန်မာပြည်စုံဝင်းနက်စ်ခွဲကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ပြည်ကတဲ့2024ခုနှစ်အတွင်းကလည်းထင်ရှားတဲ့နိုင်ငံရေးသမားများဖြစ်တဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်83နှစ်နဲ့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်84နှစ်တို့မှာစေဝါကုသခွင့်လုံလောက်စွာမရရှိတဲ့အတွက်အိုးဘူအချင်းထောင်မှာတည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီးစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းဆီးရရှိပြီးလက်နက်၆လက်နဲ့ခရံများလည်းသိမ်းဆီးရရှိထားတဲ့တဲ့မှာစကိုင်းတိုင်းစကိုင်းမြို့နယ်မှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်က၄ဦးသေဆုံးက၄ဦးအရှင်ဖမ်းမိထားကြောင်းနဲ့လက်နက်၆လက်နဲ့ခရံများလည်းသိမ်းဆီးရရှိထားတယ်လို့တော်လိုင်းသတင်းမြင့်များကပြောဆိုထားပါဗျ။ဇွန်လ၂၈ရက်နေ့မနက်ပိုင်းမှာစကိုင်းတိုင်းစကိုင်းမြို့မြောက်ချမ်း အေယာဝတီမြကန်းဘေးရှိချောင်းမကြီးရွာမှာအခြေချတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါရစေ။အဲဒီတိုက်ပွဲမှာစစ်တပ်ဘက်က၄ဦးသေဆုံးပြီး၄ဦးအရှင်ဖမ်းမိထားကြောင်းနဲ့လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိထားတယ်လို့သိရတာဖြစ်ပါရစေ။ဇွန်လ၂၈ရက်နေ့မနက်ပိုင်းကဖြစ်တဲ့တိုက်ပွဲကတိတ်တော့မကြလိုက်ဘူးပြ။စစ်ခွေးလေးကောင်ကိုကားပေါ်မှာအရှင်ဖမ်းမိရတာရှိတယ်။ကြီးစံတွေလက်နက်တွေ၊ကြီးကားအင်ဂျီတွေ၊ကြီးကားအုတ်ထုတ်တွေလည်းရပါတယ်လို့တော်လိုင်းရင်သတိမြင်များကပြောဆိုထားပါရစေ။စစ်တပ်ဘက်ကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများမှာ G3 လေးလက်နဲ့ MA1 နှစ်လက်စုစုပေါင်းလက်နဲ့6လက် G ကအုတ်ထုံ9လုံး equipment 9စုံ 5.56G မျိုးစား64တောင်းနဲ့ G3G အတောင်180တင်းစီရရှိထားတာဖြစ်တယ်လို့သိရပါဗျ။ထို့ထို့ဇွန်လ29ရက်နေ့မှာမင်းကုန်းရွာမှာချမ်ပတ်စစ်တပ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်ပတ်စစ်ကောင်စီတပ်ကထိခိုက်သေးဆုံးမှုများပြားလာကြောင်းအချမ်ပတ်စစ်တပ်ကမင်းကုန်းတောင်ရွာကြီးဝအတွင်းမှာရှိတဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသနေပြည်သူများကပြောပြထားပါဗျ။ အလားတူဇွန်လ24ရက်နေ့ကလည်းစကိုင်းမြို့နယ်ချောင်းမကြီးကျေးရွာနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ကြောင်းနဲ့အချမ်းဘက်စစ်ကောင်စီတပ်ဟာအင်အားလုံးရဲ့နယ်မြေရှင်းလင်းရေးလှုပ်ဆောင်လာတာကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါဗျ။အချမ်းဘက်စစ်ကောင်စီတပ်ဟာ2025ခုနှစ် AB လဝန်ကျင်မှာစတင်၍စကိုင်းမြို့နယ်အတွင်းမှာစစ်ကြောင်းများခွဲ၍ထိုးစစ်ဆင်နေပြီးအရက်သားများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့အပြင်ကျေးရွာနယ်ပြည်သူများရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အခုတခါ ရောင်နှုံးမှာစစ်ကောင်စီကပြည်သူစီအချင်းချင်းအုပ်စုဖွဲ့ဓာတ်ထုတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာရဲတပ်ဖွဲ့ကအေးအေးယူခြင်းမရှိတဲ့တဲ့င်းကိုဆက်ပြီးပြောပါမယ်။အေယော်ရီတိုင်းညောင်တုံးမြို့မှာစစ်ကောင်စီကပြည်သူစီအဖွဲ့ဝင်အချင်းချင်းအုပ်စုဖွဲ့ဓာတ်ထုတ်မှုတစ်ခုပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ညောင်တုံးမြို့အမှတ်6ရပ်ကွက်မှာဇွန်လ25ရက်နေ့ည7:00နာရီခန့်ကအုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးအဲ့ဒီဖြစ်စဉ်မှာပြည်သူစီအဖွဲ့ဝင်ကိုအောင်လွင်မှာပြင်းထန်စွာဒဏ်ရာရရှိခဲ့တော်လဲတရားခဏ်များကိုတော့ မြို့မရေစခန်းကအေးအေးယူခြင်းမရှိဘဲလွတ်လပ်စွာသွားလာခွင့်ပြုထားတာကြောင့်မြို့ကများရဲ့ဝေဖန်ပြောဆိုမှုများရှိနေတယ်လို့သိရပါဗျ။အရင်ကတည်းကရန်ညိုးရန်စားရှိခဲ့ကြတာအဲစင်းစစ်မဲအကြောင်းပြပြီးအုပ်စုလိုက်ဝိုင်းရိုက်ကြတာစကေဘာတို့ဓာတ်တို့နဲ့ထိုးခုတ်ကြတာမျက်နာနဲ့ဓာတ်နဲ့အခုတ်ခံရတယ်။အခုလက်ရှိမှာမတက်သာဘူးလို့ညောင်တို့မြို့အမှတ်6ရပ်ကွက်မှာနေထိုင်သူတဦးကပြောပြထားပါဗျ။အုပ်စုဘွဲရိုက်တဲ့ဓာတ်နဲ့ထိုးခဲ့တဲ့အဓိကပါဝင်သူတွေမှာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြတယ်။အမှတ်6ရပ်ကွက်ကပူချေညောင်တို့ဦးတန်းဆုံး ဖုံးကိုခေါ်ဆောင်မင်းအောင် ရာဇာမင်းစိန်ကလာဝင်းဦးနိုင်လင်းဘော်ဒီနဲ့ရဲဝင်တန်းဟောင်းအောင်ကိုမင်းတို့ဖြစ်တယ်လို့ဒေသခံတွေကထုတ်ဖော်ပြောဆိုထားပါတယ်။ဒါနဲ့ထိုခံရတဲ့ပြည်သူ့ဆေးဖွဲ့ဝင်ကောင်းတွေမှာဒဏ်ရာပြင်းထန်ပြီးသတိလစ်နေတာကြောင့်မအူပင်ခရိုင်ဆေးရုံမှာရန်ကုန်မြို့ဆေးရုံကြီးကိုလွှဲပြောင်းထားရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာဓာတ်နဲ့ထိုးခံရတဲ့ကိုအောင်လွင်ကတရားလိုပြုလုပ်ခါတိုင်ကြားထားတော့လဲညောင်တုံးမျိုးမရဲစခန်းကအေးအေးယူဆောင်ရွက်ခြင်းမရှိပဲတရားခံတွေမှာမျိုးအတွင်းကိုလွတ်လပ်စွာသွာလာနေကြတယ်လို့မျိုးကံများရဲ့ပြောပြချက်အရသိရပါဗျာ